မေးခွန်းတစ်ခုမေးလိုက်တဲ့အခါကျရင်သူပြန်ဖြေတဲ့အဖြေတွေကအင်တာနက်ကနေပြီးတော့ဓာတ်ရိုက်ရှာပြီးတော့ကျွန်တော်တို့ပြန်ဖြေပေးနေတာလားဒီအကြောင်းအရာကိုနီးပညာသမား မဟုတ်တဲ့လူတော်မှနားလည်နိုင်တဲ့ပုံစံမျိုးနဲ့အယိုးရှင်းဆုံးရှင်းပြပေးပါမယ်။အခုဆိုရင် Gemini တို့ ChatGPT တို့စတဲ့ AI ချက်တွေကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကိုရောက်ရှိလို့လာပြီးပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘာသိကျင်လဲမေးချင်တာမေးအချိန်တိုအတွင်းပြန်ဖြေပေးနိုင်တာအံ့ဩစရာပဲဖြစ်ပါတယ်။အဲဒီလိုမျိုးပြန်ဖြေပေးနိုင်မှုသူတို့နောက်ွယ်ကဘလို့အလုပ်လုပ်လဲဆိုတော့စဉ်းစားဘူးလား။အများစုကတော့ Internet ကနေဓာတ်ရိုက်ရှာဖွေပြီးတော့ပြန်ဖြေတယ်လို့ထင်ကြပါတယ်။တကယ်တော့အဖြေဟာမဟုတ်ပါဘူး။ AI ချက်တွေရဲ့နောက်ွယ်ကအဓိကအလုပ်ဝက်ချက်ကတော့ LLM M လို့ခေါ်တဲ့ large language model ပဲဖြစ်ပါတယ်ဒီ model တွေကိုလူသားတွေရဲ့ဘာသာစကားနဲ့သက်ဆိုင်တဲ့အချက်အလက်တွေဥပမာပြောရရင်အဲစာအုပ်တွေ magazine တွေ website တွေဒီစကားပြောဆိုမှုမှတ်တမ်းတွေနဲ့လေ့ကျင့်မိတာပါတယ်ဒီ training ကာလမှာဆိုရင် AI တွေကအဲဘယ်စကားလုံးဟာဘယ်စကားလုံးနေနဲ့တွဲဖက်အသုံးပြုလေးရှိလဲအဲလူသားတွေရဲ့ data စီးမြင့်နေအဲအကြောင်းအရာတစ်ခုကိုဖတ်တဲ့အခါကျရင်ဘယ်လိုမျိုးနားလည်ရမလဲခွဲခြားသိမြင်ရမလဲဆိုတာတွေနဲ့ပတ်သက်ပြီးတော့သင်ယူရပါတယ်ဒီလိုလေ့ကျင့်မှုတွေကနေ AI ချက်တွေကဘူးတုဒ္ဒ မြားကြီးကိုမှတ်သားထားနိုင်တဲ့ knowledge base system ကြီးတစ်ခုကိုတည်ဆောက်ထားတယ်ပြောရရင်တော့သူတို့ရဲ့အုံနောက်ထဲမှာအဲတင်းအချက်အလက်တွေကအများကြီးရှိနေပြီးသားပါအဲဆိုကျွန်တော်တို့က AI ချက်ကိုမေးခွန်းတစ်ခုမေးလိုက်တဲ့အခါကျရင်ဘာဖြစ်မလဲပထမဆုံးအနေနဲ့ကျွန်တော်တို့မေးလိုက်တဲ့မေးခွန်းရဲ့အထိပ္ပယ်ရွေချက်ကိုသူလိမ့်ကျင်းငယ်တုန်းကရခဲ့တဲ့အသိပညာရင်းနဲ့ပေါင်းစပ်ပြီးတော့နားလည်ဖို့ကြိုးစားတယ်ပြီးရင်သူရရှိထားတဲ့အချက်အလက်တွေကနေပြီးတော့ကျွန်တော်တို့မေးခွန်းနဲ့အဲအကိုက်ညီဆုံးအသင့်တော်ဆုံးဖြစ်မဲ့အဖြေကိုစကလုံးတစ်လုံးချင်းစီဝါကျတစ်ချောင်းချင်းစီကိုတည်တည်ကြ တ်ချပေါင်းဆက်ပြီးတော့ပြန်လဲထုတ်ပေးပါတယ်။ဒါကြောင့်မို့လို့လည်းကျွန်တော်တို့ကမေးခွန်းတစ်ခုတည်းကိုနှစ်ခါမေးလိုက်တဲ့အခါကျရင်ထွက်လာတဲ့အဲသက္ကလုံနေဝါကြတိဆောက်ပုံတွေကတူမှာမဟုတ်ပါဘူး။အဲဒါကအင်တာနက်ကနေပြီးတော့ဓာတ်ရိုက်သွားကူချတာမျိုးမဟုတ်ပဲနဲ့သူလိမ့်ချင်းငယ်တုန်းကရရှိခဲ့တဲ့ data တွေနဲ့ပြန်လဲပေါင်းဆက်ပြီးတော့အပြည့်ထုတ်ပေးတာလို့ပြောရင်ပုံမှန်ပါတယ်။ဒါပေမဲ့ AI တွေက အင်တာနက်ကိုလုံးဝမတုံလားဆိုတော့လည်းမဟုတ်ပြန်ပါဘူးနောက်ဆုံးပေါ့အချက်လက်တွေကိုသိကျင်တဲ့အခါကျရင်တော့ AI တွေကအင်တာနက်ကိုတုံးပါပါတယ်ဥပမာအနေနဲ့ပြောရရင်အဲဒီနေ့ရာသီဥတုအခြေအနေမျိုးပြရရင်ဒီနေ့ အဖြစ်ပြက်သွားတဲ့တည်င်းအချက်လက်တွေလိုမျိုးသိကျင်တဲ့အခါကျရင်တော့ AI တွေကသူတို့ training လုပ်ခဲ့တဲ့အထက်မှာမပါတော့ဘူး။ဒါကြောင့်မလို့ internet ကနေပြတ်သွားရှာပြီးတော့ကျွန်တော်တို့ပြန်ဖြည့်ပေးပါတယ်။အဲနောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ mail လိုက်တဲ့ mail ကိုအတီးတက်ပို့ပြီးတော့တေးကြလာအတီးပြုတ်ကျင်တဲ့အခါကျရင် internet မှာသွားရှာပြီးတော့သူကအတီးပြုတ်ဝေးပါတယ်။ဒါကြောင့်မလို့အချုပ်ပြောရမယ်ဆိုရင် AI ချက်တွေကသူတို့ကိုလိမ့်ကျင်မိတဲ့ training data တွေနဲ့အဓိကအလုပ်လုပ်ပြီးတော့ internet ကိုလိုအပ်တဲ့အခါမှသာအသုံးပြုတာဖြစ်ပါတယ်။အဲဒါကြောင့်မလို့လေ AI တွေကပုံမှန် န်ဆက်အင်ဂျင်တွေတက်ဆိုင်ရင်ကျွန်တော်တို့မေးလိုက်တဲ့မေးခွန်းတွေကိုပို့ပြီးတော့နားလည်နိုင်စွမ်းရှိပြီးတော့တဘာဝကြက်ကြက်ပြန်ဖြေပေးနိုင်တာပဲဖြစ်ပါတယ်တကယ်လို့မိတ်ဆွေက AI ကိုစိတ်ဝင်စားလို့စမ်းသုံးကြည့်ကျင်နေဆိုရင်တော့ free plan နဲ့တော့မရပါဘူးပုံမှန်အသုံးပြုသူတယောက်အနေနဲ့ကိစ္စမရှိပေမဲ့ကိုကအလုပ်အတွက် content တွေရေးမယ်ပုံတွေထုတ်မယ် video တွေထုတ်မယ်ဆိုရင်တော့ free plan မှာ limitation တွေအများကြီးရှိပါတယ်ဒါကြောင့်မို့လို့ subscription တွေဝယ်ဖို့လိုအပ်လာပါတယ်အဲတကယ်လို့ကိုကဝယ်ဖို့မဟုတ်ဘူးစီးပွားပြည့်ပြန်လဲရောင်းချမယ်ဆိုရင်လည်းကျွန်တော်တို့စီမှာဖွင့်ထားတဲ့တဏ္ဍာန်ရှိပါ ပါတယ် social media expert ကိုလို့ခေါ်ပါတယ်ဒီတဏ္ဍာမှာဆိုကျွန်တော်တို့ subscription resell လောက်တာ၄ diamond uc ပြန်လဲရောင်းချတာ၄ဒီ social media နဲ့ပတ်သက်တဲ့အဲ boost လောက်တာ၄ like follower တိုးတာမျိုးတွေဒီလိုမျိုးအကြောင်းအရာတွေကိုအကုန်လုံးတင်ကြပေးထားတဲ့တဏ္ဍာဖွင့်လှစ်ထားပါတယ်တဏ္ဍာနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တဲ့အခါကျရင်တော့ကျွန်တော်ရဲ့ Facebook page မှာလာရောက်ဆုံသွင်းနိုင်ပါတယ်အဲနောက်ထပ် AI နဲ့ပတ်သက်တဲ့ video တွေကြည့်ချင်တဲ့အခါကျရင်လည်း comment မှာ AI လို့မှန်းငယ်လို့ရပါတယ်အဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်